Ayer sonó mi celular. ညီအပြင်လဲဆင်းချင်လို့ရမသိဘူး။ဒီမှာချက်ပို့လေးရောက်လာပါပြီခင်ဗျာ။ဒီမှာဟင်းစုံလေးထည့်ပြီးတော့စားပါမယ်။ပဇွန်မဆလာလေးပေါ့နော်။ဒါကြောင့်ရေပွဲပေါင်းအကောင့်ကြီးရဲ့ဒီလားလက်ဆက်ဆက်ပဲ။ရေတောက်လေးကြောင့်ဘူးဒီဟင်းကားလေး။ Escucho nuestra canción, la que te escribí Dime dónde estás y bebé, paso por ti Como esa noche de septiembre en que te conocí Tú y yo somos como ayer, yeah, yeah မင်္ဂလာပါဆိုတော့အခုကတော့လက်ဆက်မြင်းပေါ်ရောက်နေပါတယ်။အော်ချောင်းသာရောက်နေရပါတော့ချောင်းသာလည်းမြောက်တာတော်တော်ကြာပြီဆိုတော့အခုချောင်းသာရောက်တော့မြင်းလည်းမစီးဘူးသေးရလဲပါတယ်ပေါ့နော်အဲ့ဒါအခုက ချောင်းသာရောက်တော့ကတော့ဟိုလေဒီလေဆော့ပေါ့နော်ပြီးလို့ရှိရင် black ကတော့ဒါပင်လယ်စာအဝစားမယ်အဲ့တော့ black ကအဲရှက်ပို့စားဖို့အတွက်ကို black တကယ်ချင်းတယောက်ညှို့နှားရဲ့ဆိုင်တဆိုင်ရှိရဲသူကဆိုင်လဲဖွင့်ထားရဲအဲရှက်ပို့လဲပို့တယ်အဲ့တော့ black အဲ့ဒါလေးကိုမှားပါမယ်ခဏနေကြအခုတော့မြင်းလေးစီးလောက်မယ်ပင်လယ်နဲ့စင်းမို့လားမြင်းကပင်လယ်နဲ့စင်းကျင်လို့လားမသိဘူးဟုတ်ကဲ့အကိုလေတကြီးရလားမသိအကိုဟွာလေးမှကျင်လို့ရှက်ပို့လေးကျွန်တော်လေးမီနူလေးကိုလေးတစ်ချက်လောက်ဘိုင်ပါကျွန်တော်ဒီဖုန်းဘိုင်ပါရှိရဲအဲ့ဒါလေးပို့ပေးပါလား ဟုတ်ကဲ့ဟုတ်ကဲ့မီနူးလေးတစ်ချက်ကြည့်လိုက်ပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲအခုကတော့ဒါဘလက်ကရှက်ပို့မှားပြီးသွားပြီပေါ့နော်ရှက်ပို့ကတော့ဘလက်ဆက်တငယ်ချင်းညွန်ထားတဲ့လေတကြီးဆိုတဲ့ဆိုင်ပေါ့သူကတော့ဆိုင်လေးဖွင့်ထားတယ်အဲပြီးတော့ဒီရှက်ပို့လည်းလုပ်တယ်ဆိုတော့ရှက်ပို့လေးမှားထားပါတယ်အဲ့တော့အခုရေထက်ပြီးတော့ကစားလိုက်ပါအောင်မယ်တော့ဒီမှာရှက်ပို့လေးရောက်လာပါပြီခင်ဗျာအဲ့တော့ဒီမှာလေတကြီးကတော့သူတက်တက်ရဲ့ရဲ့လေးဒီမှာအကုံဆုံးလေးအိုးလေးနဲ့တက်တက်ရဲ့အဲ့မှာပူတယ်ဟာမဟာတော့အဆုံးလေးနဲ့ပေါ့နော်ဒီမှာဒါကကနန်းကွက်ကျော်ဒီမှာတက်တက်ရဲ့ရဲ့လေး မနေ့ထမင်းအများကြီးပဲပစုံမစလာလေးပေါ့နော်ပစုံမစလာသူလဲဒါ၃ရောက်စာလေးပါဒါကြောင့်ရေပွဲပေါင်းဂုံ၆ဆက်ပါမကြွတကြွလေးကြော်ထားတာပေါ့နော်ပီကြီးငါအချို့လေးပေါ့နော်ဒါကြောင့်ဘူဒီဟင်ငါလေးစားပါတော့မယ်ဗိုက်လေးစားမှပြောမိနေအဲ့တော့ ဒါကတော့လက်စတာလေတကြီးကနေပြီးတော့ချက်ပို့လေးမှားထားပါဘောเนาะသူတို့ရှိမှကြတော့ဒီလိုမျိုးချက်ပို့ကိုဆက်လိုက်လေးရှိတယ်1800ရှိရဲ2500ရှိရဲ2ယောက်စာအနေစပြီးတော့သူတို့ပို့ပေးရအဲ့တော့လက်စတာဒီမှာ3ယောက်စာဒါ3ယောက်လာတာဆိုတော့3ယောက်စာမှားထားပါတယ်ဒါကတော့ပဇွန်မဆလာလေးပါမပဇွန်ဆိုအကြီးတွေပဲအကိတ်တွေမွေးနေပါဟဲ့ရတာတော့တော်တော်ကောင်းမဲ့ပုံပဲ။ဟဲမျိုးမီလေးတွေဆက်လိုက်ရရကြ Black Comment အောင်လေးမှာတော့တို့မီနူးလေးချပေးထားမယ်ပေါ့နော်။အကိုကြိုက်နှစ်တက်ရလေးလည်းတွဲရက်ပြီးတော့လည်းမှားလို့ရပါတယ်။ ကြောက်ပွင့်တုတ်လေးဆိုလည်းဒီမှာများများလေးထည့်ပေးထားကြောင်းဒါအတုတ်လေးလည်းပါတယ်အရေတောက်လေးကတော့ဒါပေါ့နော်အရေတောက်လေးကဘူးဒီဟင်္ကာလေးမုံမပြောင်းစားကြည့်တော့မင်းစတာတော့စတဲ့စတဲ့လည်းရောင်းတယ်တဲ့ငပိတောင်းလည်းဝယ်လို့များရပြောရ ်တွမ်းမြောက်ပြက်လေးတည်းမှာစုံစုံနေနေထည့်ပေးတာမဆိုးအမစုံစုံလဲအကိတ်ကြီးတွေမှာကျုံမစုံလက်ဆက်တာဘုံ၆၄စာမကျွတ်ကျွတ်လေးပေါ့နော်ချက်ပူကတော့လေအစုံရှိရဲဒီမှာတော့ကိုကြိုက်နှစ်သက်ရပေါ့နော်အကြိုက်မတူတာလည်းရှိဒါပေမဲ့အရသာတွေကတော့အရင်ကွာဟာဝါမျိုးလို့မရှိဘူးပေါ့နော်ဒီကချက်ပူလေးလည်းအရသာတော်တော်ကောင်းတယ်ပြောရမယ် မပြီးတော့တော်တော်ကောင်းတယ်ဒါကြပီကြီးငါအချိုချက်လေးပေါ့နော်အဲ့မင်းလက်ထဲမှာမကောင်းတာအခု bless မာတယ်လေလေတကြီးကကြတော့ तू ကဆိုင်လေးပွင့်ထားရယ်နော်ဆိုင်ကကြတော့ဒါလေးဟိုချောင်းတာရဲ့ဈေးထဲမှာရှိရယ် ဈေးရဒေါင်းလေးမှာပဲမလေးတကြီးဆိုပြီးဆိုင်လေးရှိရဲအဲ့ဆိုင်မှာလည်းတွားပြီးတော့စားလို့ရတယ်ဒီလိုကွာရှက်ဖို့စားခြင်းလဲဆိုလဲရှက်ဖို့လှမ်းပါလို့ရတယ်ရှက်ဖို့ကတော့ဆွမ်းနာပြောသလိုပဲဒါ1800 2500တယောက်စားစီပေါ့နော်အဲ့တော့ကွာ2ယောက်စားတော့အနည်းဆုံးမှားမယ်အဲ့တော့2ယောက်စားမှားလို့ရှိရင်လည်းအဆင်ပြေရဲ့3ယောက်စားဆိုလဲဒီမှာကျောင်းဟင်းနေထည့်ပေးထားရလဲစေတနာပါတယ်အရသာလည်းကောင်းကောင်းလေးနဲ့လုပ်ပေးထားရမဆိုးမဆက်လုံးလုံးမရွှေ့အောင်ပြန်နေရုံးမိသေးလေးရော ဒီမှာဟင်းအစုံလေးထည့်ပြီးတော့စပါမယ်တော့ဒီမှာဒါလေးကုန်အောင်စားအောင်မယ်ပြီးဒီမှာရေဝဲပေါင်းလေးရယ်ခနန်းကွက်ကြော်လေးရယ်ပစုံစိမ့်တော့ရယ်စားဖို့ရှိသေးရယ်ဇွန်စိမ့်တော့လေးစားပါမယ်ခင်ဗျာအကောင်ကြီးရယ်ဒီလားလက်လက်ဆက်ဆက်ပဲ သူ့ဆော့လေးကောင်းတယ်ဟောအတိုင်းအိုင်ပဲမှုမွေးလို့ပတ်ဂျင်းလေးပါထည့်လားရေပွဲပေါင်းလေးစားမယ်ရေပွဲပေါင်းကရေပွဲကတော့လေ तू ကကြိုက်တယ်လို့စားလို့ရရပေါ့နော်ရေပွဲရှင်ဆက်စားခြင်းလားဘယ်လိုမျိုးစားခြင်းလဲပေါ့နော်ဒီမှာဒါဆိုတော့ရေပွဲပေါင်းလေးမှာတာ ဟုတ်မလားအချိန်လေးကောင်းတယ်စီးပူးဆော့တယ်စားကျင်နေတဲ့ဒါချောင်းတာရဲ့ချက်ပို့ပေါ့နော်ချက်ပို့အရသာလေးကိုလည်းစီးပူးဆော့ဆော့လေးနဲ့ဒီမှာအာဒီတာဖြစ်နေရလေးဆန္ဒပြည့်သွားပါပြီအဲ့တော့ဒါဘလက်စားတယ်လို့ပဲဒီမှာဒီလေတကြီးကနေပြီးတော့အခုလိုမျိုးချက်ပို့လေးလည်းမှားလို့ရတယ်ဒါတော့ချက်ပို့ကြိုက်တဲ့သူတွေအတွက်ချက်ပို့လေးကအခုလိုမျိုးစစ်စစ်အစင်ပြပြလေးနဲ့စားရတာဖြစ်တဲ့အတွက်ပြန်ပြီးတော့အားလုံး sharing လုပ်ပေးရပါကျေးဇူးများတင်ပါတယ်နောက်ထပ်ပြီးမှပြန်ကြည့်ပါမယ်နော်ဒါပါရဲဆက်နေပါပြီ